ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စိန်ခေါ်မှုတွေရှိခဲ့တဲ့ Blackpink အဖွဲ့ဝင် Lisa Blackpink အဖွဲ့ဝင် Lisa ကသူမရဲ့ကိုပိုင် agency ဖြစ်တဲ့ Unlock ကိုထူထောင်ပြီးတဲ့နောက်အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပြီးစိန်ခေါ်မှုတွေရှိခဲ့တယ်လို့အထုတ်ဖော်ပြောပြခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကစတင်တည်ထောင်ခဲ့တဲ့ Unlock ရဲ့ CEO တဦးအနေနဲ့ကူးပြောင်းခဲ့ရတဲ့အတွက်အခက်အခဲတွေရှိခဲ့ရပြီးတော့ ထမဖန်ဒီချင်တဲ့ဂီတဗီဒီယိုရဲ့ကုန်ကျစီးဟာရည်စရာကောင်းလောက်အောင်ဈေးကြီးရလို့ပြောပြခဲ့ပါတယ်။ထမဘဝရဲ့စိန်ခုံမှုတွေအတခုဖြစ်တဲ့ကိုပိုင်စည်းပွားရေးဖြစ်တဲ့ agency သစ် allowed ခါဆိုရင်တော့အချိန်တနည်းချော်ကြာခဲ့ပြီဖြစ်ပြီးတော့စတင်တည်ထောင်မယ်လို့ကြေညာပြီးနောက်တစ်ရက်မှာကုမ္ပဏီရဲ့ Instagram အကောင့်က follower တသန်းနီးပါးမှတ်တမ်းတင်ခဲ့ပါတယ်။နောက်ပြီးတော့ကုမ္ပဏီရဲ့အဆောက်အအုံဒီနေရာကိုသိကျင်နေကြတဲ့ internet အသုံးပြုသူတချို့ကလည်း အလောင်းရဲ့တရားဝင် website IPR USD နေရာကိုပြသထားကြောင်းမကြသေးခင်ကတွေးရှိခဲ့ကြပါတယ်။နောက်ပြီးတော့သူမအရေးစားရဲ့မွေးရမြေဖြစ်တဲ့ American ပြည်တော်စုမှာအခြေဆိုင်မှာမဟုတ်ဘဲကိုရီးယားဂျာမန်မဟုတ်ပြင်သစ်မှာအခြေဆိုင်မယ်လို့အင်တာနက်အသုံးပြုသူတွေကယုံကြည်နေကြတာလည်းဖြစ်ပါရဲ့ရှင်။